ရိသတ်များဆုံးမသိကြသေးတဲ့ပြည်တူရဲ့ငယ်ဘွားကြောင့်အားလုံးပဲမင်္ဂလာပါ MC Leaders New Channel ကနေကြိုဆိုပါရစေ။ပြည်တူကို1988ခုနှစ်နိုဝင်ဘာလ30ရက်နေ့မှာပဲခူးတိုင်းပြည်မြို့နယ်ကြောင်ကောင်ရွာမှာအဖအဦးတင်မောင်နဲ့အမိတော်တီတီတို့မှမွေးဖွားခဲ့ပါရစေ။မွေးချင်းတော်ရောင်နဲ့အလတ်ဖြစ်ပြီးဗမာမျိုးသားဖြစ်တဲ့အသက်3နှစ်ရွယ်မှာမိဘရင်နဲ့တူမွန်ပြင်းနဲ့စိုက်တော်မျိုးနှင်းရှိမောက်ပလင်မျိုးကိုပြောင်းရွှေ့ခဲ့ပါရစေ။အသက်9နှစ်ကမှရာဝတီတိုင်းဟင်္ဒရာမြို့နယ်ကိုထမံပြောင်းရွှေ့ကာ ချင်းကုန်းပေါ်တာဆောင်မှာနေထိုင်ခဲ့တယ်။ပထမတန်းကနေဒေါက်တာတန်းထိပထမဆွေရရှိခဲ့ပြီးဟင်းဒရာမှာចောင်းစာတန်းအားကစားစပွဲတင်တင်နဲ့စက်တောင်ရိုက်ခြင်းတွေမှာပုံမထူးခြင်းခဲ့တယ်။အထမတန်းမှာရမဲသိမျိုးကိုတသမာတန်းမှာရန်ကုန်မြို့သို့ပြောင်းရွှေ့ကရန်ကုန်နည်းပညာတက္ကသိုလ်ကနေအင်ဂျင်နီယာဘွယ်ရရှိခဲ့ပါတယ်။ငယ်စဉ်ကတည်းကအမှုပညာကိုဝါသနာပောင်ခဲ့ပြီးတော့1996ခုနှစ်မှာမြန်မာတန်နဲ့ရုပ်မြင်သံကြားမှထုတ်လင်းတဲ့မြန်မာစာမြန်မာစကားအစီအစဉ်နဲ့တရုတ်ဆောင်ပြန်စတင်ခဲ့တဲ့ ပထမဦးဆုံးရုပ်ရှင်ဆက်ကမှရှင်ရိတ်စွန်လိပ်ပြန်စပ်ပို့ဖြစ်ဖြစ်ပါဝင်ခဲ့တယ်။2021ခုနှစ်မှာအကယ်ဒမီအနာကျော်စင်နဲ့လက်ထပ်ခဲ့ပြီးသမီးပြေသူဒရာတားပြေတီရတို့ကိုမွေးဖွားခဲ့ပါတယ်။ကိုဗစ် -19 ကာလမှာမိသားစုနဲ့ပြည်တည်ဦးပညာရေးဖောင်ဒေးရှင်းတို့မှအေယဝတီစင်တာတို့စက်သိန်း30လူတန်းခဲ့တယ်။တာသမီနဲ့နှွေးထွေးတဲ့ဆက်ဆံရေးရှိပြီးတားငယ်မှာညတိုင်းနှစ်ပန်းလုံးကျင်းခဲ့တဲ့ကစားလေးရှိကြောင်းပြောကြားပူပါတယ်။ငယ်စဉ်ကအားကစားဝါသနာပခြင်းပညာရေးမှာထူးချွန်ခြင်းတို့ကြောင့် မိဘတွေကအင်ဂျင်နီယာလမ်းကြောင်းကိုအပ်ပေးခဲ့တော့လဲနှုပညာကိုရွေးချယ်ခဲ့ပါတယ်။စာရေးဆရာမငွေတူရဲ့လုံခြုံရာစာအုပ်မှာပြည်သူ့ရဲ့ငယ်ဘဝအကြောင်းတွေပါဝင်သေးကိုပုံပြထားတယ်။ပြည်သူ့ရဲ့ငယ်ဘဝကပညာရေးအကစားနဲ့အမှုပညာကိုနဲ့ရောရှင်နေပြီးတော့ယခုကမြန်မာရုပ်ရှင်လောကမှာအထင်ကြီးတဲ့ဥဆောင်တောင်ဖြစ်ရည်တည်နေပါတယ်။ပြည်သူ့ကမြန်မာရုပ်ရှင်လောကမှာထင်ရှားတဲ့ဥဆောင်တောင်ဖြစ်ပြီးအမှုပညာလမ်းကြောင်းမိသားစုဘဝနဲ့ပြည်ထောင်တာလုပ်ငန်းတွေမှာအထူးဆန်းဆောင်နိုင်သူဖြစ်လို့သိများတယ်။ ်ပြည်တည်ဥက္ကဋ္ဌ1989ခုနှစ်နိုဝင်ဘာလ30ရက်နေ့မှာပဲခူးတိုင်းပြည်မြို့နယ်ချောင်းကောင်းရွာမှာမွေးဖွားခဲ့တဲ့မွေးခြင်း၃ရောင်နဲ့အလတ်ဖြစ်ပြီးပကင်ပြည်သူဦးတင်မောင်မှဆွေရဝင်နေဖြစ်တာကြောင့်ငယ်စဉ်ကတည်းကမုတ်ပလင်းဟင်္သာရနဲ့ရန်ကုန်ကဲ့သို့မြို့တွေကိုပြောင်းရွှေ့နေတိုင်းခဲ့ပါတယ်။သူကရန်ကုန်နီးပညာတက္ကသိုလ်ကနေအင်ဂျင်နီယာဘွားရရှိခဲ့တယ်။ပြည်တိဝါထံကကိုဆက်ကိုကိုနေမှာမြန်မာတန်တဲ့ရုပ်မြင်သံကြားမြန်မာစာမြန်မာစကားအစီအစဉ်ကနေတရုတ်ဆောင်ဖြစ်စတင်ခဲ့ပါတယ်။ ပြည်တော်2021ခုနှစ်ဇန်နဝါရီလတရနေ့မှာမင်းသမီးအိနာကျော်စင်နဲ့လက်ထပ်ခဲ့ပြီးသမီးဖြစ်သူပြည်တူတော်နဲ့တားဖြစ်သူပြည်တရားတို့ကိုမွေးဖွားခဲ့တယ်။သူတို့ဇနီးမောင်နှံကပြိသက်ကြမှာချစ်စရာကောင်းတဲ့မိသားစုဘဝနဲ့လူသိများပြီးတအုပ်ကိုတအုပ်လေဒီအုပ်နဲ့တင်းနီဟူသောချစ်စနိုးနာမည်တွေနဲ့ခေါ်ဆိုကြပါရစေ။2021ခုနှစ်ဇန်နာသိမ့်မှုကိုစံကျင်တဲ့ဇန်နာပြပွဲမှာပြည်တူနဲ့အိနာကျော်စင်တို့ပါဝင်ခဲ့ကြတယ်။တို့ကြောင့်2021ခုနှစ်ဧပြီလကွဲနေ့မှာစစ်ကောင်စီကသူတို့အားဖမ်းဆီးခဲ့ပြီးရာဇသက်ကြီးပုံမှန်905ကကြီးရ1003နှစ်စီချမှတ်ခံခဲ့ရပါတယ်။ ထို့တော့2022ခုနှစ်မတ်လနေ့ရက်နေ့မှာလူငင်ကွန်ရရှိခဲ့တယ်။ပြည်တူက2010ခုနှစ်မှာပြည်ညာပြည်တူပညာရေးဖောင်ဒေးရှင်းကိုတည်ထောင်ခဲ့ပြီးပညာထူးချွန်တော်လဲငွေကြေးခက်ခဲရှိတဲ့အကြောင်းအရာတွေကိုထောက်ပံ့ပေးရည်ရွယ်ခဲ့ပါတယ်။ဖောင်ဒေးရှင်းမှာစေတက်ကတော့ဤပညာတက်ကတော့နဲ့တခြားပညာရေးဆိုင်ရာထောက်ပံ့တွေကိုကျောင်းသားတရားကျော်ကိုပေးခဲ့ပြီး2019ခုနှစ်မှာရန်ပုံငွေ7,600ကျော်ရရှိခဲ့ပါတယ်။လတ်လောမှာပြည်တယူကတစေပါလာပြီးကဲတော့ရုပ်ရှင်ဇာတ်ကားရေးမှာပေါင်ရတုပ်ဆောင်လဲရှိပြီးနိုင်ငံခြားဒရိုက်တာရဲ့ပူပေါင်းကနှုပညာလုပ်ငန်းတွေကိုဆက်လက်လုပ်ကိုင်နေပါတယ်။ ပြည်တည်ကအမှုပညာမိသားစုနဲ့လူမှုရေးလုပ်ငန်းတွေကိုဟန်ချက်ညီစွာစီမံနိုင်တဲ့ထူးချွန်တဲ့အမှုပညာရှင်တအုပ်ဖြစ်မြန်မာရုပ်ရှင်လောကမှာထင်ကြရနေရတဲ့ကိုရရှိထားသူဖြစ်ပါတယ်။အဆောင်တိကျွန်းနာစင်ပြပြည်တော်အလုံးကိုကျေးဇူးတင်ပါတယ်။ကျမတို့ရဲ့ channel ကိုလည်း like and subscribe လေးလုပ်ပေးကြပါရှင်။